်မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျောင်းမှာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့ထိတ်ခဏဖြစ်တဲ့သူတွေအတွက်အဲစင်းဒီကောင်းလေးလာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့အဲမျိုးတွေရဲ့အနာမျိုး96ပါးယောဂနဲ့ပတ်သက်ပြီးအပျောက်စီရှင်တဲ့စေတနာမေတ္တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ထိတ်ခဏဖြစ်နေတဲ့ညီကောင်မောင်တို့မှအများရှိတယ်ဆိုရင်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်တော့ပါအဲမချော်သွားပါနဲ့ပေါ့နော်အဲကိုမဖြစ်တော့မှအဲကိုပြိနာမှာဖြစ်တဲ့အဲတငယ်ချင်းမိတ်ဆွေတို့၎င်းမိသားစုတို့၎င်းသူတို့ဖြစ်ခဲ့မယ်ဆိုရင်လေအဲ ခုဒီစင်းနီလိုင်းပြောလိုက်မယ်လို့သူတို့ပျောက်တာတက်တာပျောက်ခွင်တော့မယ်ဆိုရင်အဲမျိုးတွေလည်းကုတူရတော့ကျွန်တော်လည်းကုတူရတာပေါ့နော်အဲဒါကြောင့်မို့အဲတူဦးမြတ်တာတူဦးစေတာပေါ့နော်ကျွန်တော်တို့ဒီဘယ်လို ပြောမလဲအဲကုတူတွေမျှဝေစားကြတာပေါ့နော်အဲထိတ်ခဏဖြစ်တဲ့ညီကောင်မတော်များတို့တကယ်ဘုမကျွန်တော်တို့လွယ်ကူရိုးရှင်းတဲ့စင်းနီလေးကိုစင်းနီလေးပေါ့နော် အဲကျွန်တော်တို့အမျိုးတွေတော်တော်များများသိမှာပါလားဒန်းသလုံဒန်းသလုံပင်ရတော့ဒါကျွန်တော်တို့ဘာမှပြမှာကျွန်တော်တော်တော်များများအောင်ပေါ်ပါတယ်နေရာတိုင်းလို့ရှိပါတယ်ဘောနော်အဲလည်းကလေးကို channel မှာမရှိရင်တော့မှအဲသူများ channel မှာသွားရောက်ပြီးတော့ကျွန်တော်တို့အဲသွားပြီးတော့အဲတောင်းတော့လုံတော့မှကျွန်တော်မြန်မာလူမျိုးတွေကဘယ်တော့မှကျွန်တော်တို့ကုသိုလ်ကတော့ဘယ်တော့မှလက်မနေကြပါဘူးဘောနော်အဲအားကြောင့်မို့ဒန်းသလုံအပင်ရဲ့အမြင့်ကိုဘောနော်သူ့ရဲ့အမြင့်ကိုအဲထိတ်ခါနာထိတ်ခါနာဖြစ်တဲ့ညီကောင်မတော်မတွေနော်တေချာလေးတော့အဲ အဲဆွဆွမြမြတွေတော့ကျွန်တော်တို့အဲစေးတမျိုးတော့လောက်ပေးစေချင်ပါတယ်မနော်ဒန်းသလုံးရဲ့အမြစ်ကိုကျွန်တော်တို့အားရေးစင်အောင်စေးမယ်စေးပြီးတော့ကျွန်တော်တို့တွေးပါเนาะအတွေးလို့ရလာတယ်သူ့ရဲ့အမြစ်ကိုကျွန်တော်တို့ကနှစ်ခေါင်းเนาะကျွန်တော်လိမ့်ပေးရမယ့်နေရာနှစ်ခေါင်းလက်ဘင်းနှစ်ဖူးအဲအဲ့လိုလေးလိမ့်ပေးပါเนาะတနေ့ကိုအမနဲ့တစ်ချိန်လိမ့်မယ်ညမနဲ့တစ်ချိန်လိမ့်ပါเนาะညအိပ်ရောက်မှုဖြစ်တဲ့ချိန်လိမ့်တာပြီးအကောင်းဆုံးကတော့ကျွန်တော်ညအိပ်ရောက် မဝင်ခင်ပေါ့နော်ကျွန်တော်တို့အဲ့တော့မယ်ဆိုရင်ကဲဆေးလေးသွေးအဲသွေးပြီးတော့နှစ်ဖူးလိမ့်မယ်နော်လပင်းလိမ့်မယ်ကျွန်တော်တို့နှာခေါင်းလိမ့်မယ်ပေါ့နော်ကဲကွာဆေးလေးသွေးနေနေဆရာကြီးကြွပါဆိုပြီးဟာကျွန်တော်အဲ့လိုလေးပြောရင်လေပူကောင်းတယ်ပေါ့နော်ကိုယ့်ရဲ့ဆေးအာနီးတင်ရအဲပူတော့မှရှိရပေါ့နော်အဲဒါကတော့သဘောဖြစ်ငယ်တော့ကျွန်တော်တို့လောက်ခဲ့သူပေါ့နော်အဲငယ်တော့ဆိုရင်ကျွန်တော်တို့ဒီကရင်ပြည်နယ်ဘက်ကိုသွားတယ်ဆိုရင်ကျွန်တော်တို့ကငှက်ဖျားတွေတအားပိုးတဲ့အတွက် အဲ့ဒါတော့အမျိုးတွေဒါဒီထဲမှာကျွန်တော်တခါတည်းဒါစင်တာမြစ်တာပြပြဝေပြတာနော်ငှက်ဖျားတွေဒါတက်တော့အဲ့ရကျွန်တော်တို့ချို့အကူတွေကပြောပြတယ်ဟဲ့အောင်မင်းဟိုငှက်ဖျားမတက်စီချင်းငါပေးတဲ့နီးလေးကိုလောက်ဆိုတော့အဘလိုလဲပေါ့ပေးပေါ့ဆိုတော့ကျွန်တော်တို့ကတဲဟိုကျွန်တော်တို့ဒီလိုမျိုးပေါ့နော်နောက်ပြန်နောက်ပြန်ကျွန်တော်တို့ကယူတာပေါ့နော်ကျွန်တော်လှည့်မကြည့်ဘူးပိုင်းကျွန်တော်မျက်နှာပေါ့နော်တဲကိုနောက်ပြန်ယူတော့ကျွန်တော်လက်သုံးချောင်းတယ်ပေါ့နော်ဒီလိုလက်သုံးချောင်းနဲ့တဲကိုနောက်ပြန်ယူတော့ပါတလောက်ပေါ့နော်စတေးပေါ့ ိုလိုမျိုးတဆုပ်ကြီးကျွန်တော်ယူခိုင်းတာလည်းမဟုတ်ဘူးနော်ဇတိပေါ့တဲဆိုမှတော့ကျွန်တော်အများကြီးဆိုရင်တော့အဆင်မပြေဘူးနော်ဇတိဇတိလေးလက်သုံးကြောင်းနဲ့ကျွန်တော်နှိုက်ရဆရာကြီးကြွပါဆိုပြီးတော့ကျွန်တော်ကတဲကိုဇတိလေးယူပြီးရေလေးနဲ့မဟုတ်ဘူးတောက်လိုက်တာတကယ်တော့မှငှက်ပြမတက်ဘူးနော်ဒါကတော့လေလူဆိုတာတော့လေကျွန်တော်တို့အဲသူ့အာနေတည်နေသူတော့အထီရောက်မှုလို့ရှိကြတာပေါ့နော်လူတိုင်းတော့မဟုတ်ပါဘူးနော်ဒါလေးတော့ပြောပြချင်ပါဘူးနော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ပြောပြပြီးပါမယ်ဒန်းသလွန်အပင်ရဲ့အမြစ်ကိုကျွန်တော်တို့ကတွေးပြီးတော့သူ့ရဲ့ရလာတဲ့အနှစ်ကို เนาะသူရရလာတယ်သူရတဲ့ဟာကိုပေါ့เนาะကျွန်တော်တို့ကနှစ်ဖူးနှစ်ခေါင်းလက်ဘင်းကိုကျွန်တော်တို့လိမ့်ပြီးပါเนาะတနေ့နှစ်ကြိမ်လောက်တော့လိမ့်ပြီးပါကိုကတကယ်လို့မှအလုပ်စီအလုပ်မအောင်ဆိုလဲညာအိယာမှုချင်းလေးကျွန်တော်တို့သွေးလိမ့်ပြီးပါကျွန်တော်တို့အချွဲကြက်တာတွေနောက်ပြီးတော့ကျွန်တော် နှာခေါင်းပိတ်တာဒီမှာသူကချက်ချင်းကိုတတ်တာစီရေပေါ့နော်ကျွန်တော်အချွဲလဲမကတ်တော့ဘူးနောက်ပြီးတော့နှာခေါင်းလဲမပိတ်တော့ဘဲနဲ့တကယ်မှတတ်တာစီပါတယ်အဲကျွန်တော်တို့ကစေးနှီးတစ်ခုကိုလုတ်ပေးမယ်ဆိုပြီးတော့ဒါအမျိုးတွေကျွန်တော်ကစေတနာမြတ်တာပြင်မြတ်တာရက်ခံပေးတော့ပေါ့ကျွန်တော်တပတ်တန်ဒီတပတ်နော်15ရက်တန်ဒီ15ရက်တလားတန်ဒီတလားဒီလိုမျိုးလေးဆွတ်ဆွတ်မြေမြေလေးလုတ်ပေးမယ်ဆိုတော့အဲကျွန်တော်တို့ရဲ့ယောဂဝိညာဏကတကယ်ဘုံမှအဲတတ်တာပြောပြမှာဆိုတဲ့ကြောင့်ကျွန်တော်ကအထက်ရောပြောပြစီခြင်းပေါ့နော်ဒါကတော့စေတနာမြတ်တာနဲ့ကျွန်တော်ပြောစီခြင်းနဲ့စေတနာမြတ်တာဖြစ်ကျွန်တော် ပြောပြီးချင်တာပေါ့နော်အဲတချို့ကြတော့လေကျွန်တော်တို့ကအဲကျွန်တော်အခုထားလိုက်ပါကျွန်တော်စီးနီးကိုဒါအမျိုးတွေကအဲသုံးဆွဲနေတယ်ပေါ့နော်ထားလိုက်ပါတော့သုံးရက်ပဲရှိသေးတယ်ဒါပေမဲ့ဆေးကတော့ဘာမှမထူကြသေးဘူးအဲဖတ်ဆိုနောက်ထပ်ဆေးတစ်မျိုးထပ်ပေါ်တယ်အသူများတင်ထားတယ်ပေါ့နော်ဆရာဆရာမကြီးအဲတမားတို့ကြီးကတင်ထားတယ်ပေါ့နော်အဲစီးနီးတွေအမျိုးတွေကတွေ့သွားပြန်အောင်အဲစီးနီးရကောင်းတယ်ဆိုပြီးအဲစီးနီးကိုထပ်လုပ်ပြန်အောင်အဲထပ်လုပ်တဲ့အချိန်ကျတော့ကျွန်တော်ကဒီစီးနီးကလည်းသုံးရက်ပဲရှိသေးတယ်လိမ့်ပတ်မလဲသေးဘူး အဲဟိုစနစ်တကထက်လို့တော့ကျွန်တော်တို့ယောဂတွေကမတက်တာဘူးအထူးဖြစ်ကဲဟိုတမားတော်ကြီးတွေကတမားတော်ဆယ်ဆယ်မကြီးတွေတင်ထားပြောင်းအဲတင်ထားတော့အဲ့စနစ်ကိုအမျိုးတွေရအမျိုးတွေရအမျိုးတွေရအဲကျွန်တော်တို့ဟိုသုံးဆွဲရပေါ့နော်သုံးရပေါ့အတခါကျွန်တော်စနစ်တွေ့ပြောင်းအဲဒီစနစ်ကအကောင်းနေဆိုဒီစနစ်လောအဲ့ဆိုရင်ကျွန်တော်တို့ကဆရာများရင်တားသိတယ်လို့ဒီဆေးရအာနိသင်ကိုလည်းကျွန်တော်တို့ရဲ့ဒီအသွေးသားဘာမှန်းကိုဘာမှမသိဘူးပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်ဒီနေရာလေးမှာမြေတားရက်ခံနေတာကျွန်တော်စနစ်တစ်ခုကိုသုံးဆွဲမယ်ဆိုရင်တော့ 15ရက်ဆို15ရက်8ရက်ဆို8ရက်10လဆို10လဒီလိုလေးတော့အဲကျွန်တော်တို့အဲသုံးဆွဲပြီးပါဒါမှလည်းကိုယ့်ရဲ့ယောဂဝိဒနာတက်တာပြောင်းခင်းပါဘောနော်အဲခန္ဓာနေရဲ့ဝိဒနာရှင်အနာမျိုး96ပေါ့ခန္ဓာနေဝိဒနာရှင်မျိုးတွေလည်းเนาะကျွန်တော်ဘယ်စင်းနည်းနဲ့မစုအမြန်ဆုံးတက်တာပြောင်းခင်းပါစီအနာနဲ့စီနဲ့တွေ့ပြီးတော့တကယ်ဥမှတက်တာပြောင်းခင်းပါစီเนาะအဲကိုချစ်ခင်ရတော့မိသားစုနဲ့အတူအသက်တရာတိုင်းမှာကအသက်နှစ်ရာတိုင်းချမ်းသာပျော်ရွှင်သောဘဝကိလေမှုဖြောက်ဖြူးကအရှောင်လွှမ်းနိုင်ကြပါစီအေးချမ်းနိုင်ကြပါငြိမ်းချမ်းနိုင်ကြပါစီလို့ကျွန်တော်ကထပ်ပြီးတော့ဆုတောင်းပေးရပါတော့ နောက်ထပ်ကျွန်တော်လာမယ့်ဗီဒီယိုဒီမှာလဲเนาะမျိုးရီယာနာမျိုးကိုတဲ့6ပါယောဂနဲ့ပတ်သက်ပြီးအဲကျွန်တော်ဘယ်လိုဆွေးဆောင်ကောင်းများကိုယူဆောင်လာပေးရမလဲဆိုတော့လဲအဲကျွန်တော်ရဲ့ဗီဒီယိုလေးစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မျိုးရီအားလုံးပဲချမ်းသာချမ်းသာကြပါစေအနာမျိုးကိုတဲ့6ပါလဲကင်းဝေးပါစေခက်ကြီးသုံးပါမှလဲချုံငားနိုင်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်တောင်းပေးပါတယ်ခင်ဗျာ